ပေါင်မြုံနယ်မှာစစ်တပ်ကလူငယ်လေးကိုကိုလန့်အင်ကာရီဖျက်တောက်ခဲ့ပါရယ်မကွေးတိုင်းပေါင်မြုံနယ်မှာစစ်ကောင်စီတပ်ကလူငယ်လေးကိုစစ်ကြောင်းထိုးရတဲ့လျှောက်လူသားတိုင်းဖြစ်ဖမ်းဆီးခဲ့ပြီးကိုလန့်အင်ကာရီကိုလည်းဖျက်တောက်ခဲ့ပါရယ်မကွေးတိုင်းပခော့ကူခရိုင်ပေါင်မြုံနယ်ကစစ်ကောင်စီတပ်ရဲ့ကပ္ပစ24ကထွက်လာတဲ့စစ်ကြောင်းကတဲပင်ရွာနဲ့မကြီးကုန်းရွာတို့ကိုအော်တိုဘာလ29ရက်နေ့မှာစစ်ကြောင်းထိုးခဲ့ပါရယ်အဲဒီစစ်ကောင်စီစစ်ကြောင်းကတဲမင်ရွာနဲ့မကြီးကုန်းရွာကလူငယ်၄ဦးကိုဖမ်းဆီးပြီးလက်ချောင်းနဲ့နေရွက်တွေကိုဖျက်တောက်ခဲ့တယ်လို့မကွေးတိုင်းပကဖကထုတ်ပြန်ထားပါဗျ စီကောင်စီတပ်ကလူငယ်သုံးဦးကိုလက်ပြန်ကျိုးတုပ်ကလက်နက်ဖက်မှရှိတဲ့လက်ညှိုးတွေကိုတသားတုံးပေါ်တင်ပြီးဖျက်တောက်ခဲ့ပါတယ်။နောက်တစ်ဦးကိုတော့စကားတင်လို့ဆိုပြီးနရွက်ကိုဖျက်တောက်ခဲ့ပါတယ်။အဲဒီနောက်စစ်တပ်ကဖမ်းဆီးထားတဲ့လူငယ်လေးဦးကိုပေါ့မြုံနယ်မြောက်ပိုင်းစစ်ကြောင်းထိုးရာတခြားမှာမန်ရှင်းလင်းရေးအတွက်လူသားတိုင်းဖြစ်ဖမ်းဆီးသွားပါတယ်။ပေါ့မြုံနယ်မြောက်ပိုင်းတခြားကိုစစ်ကြောင်းထိုးနေတဲ့စစ်ကြောင်းကနိုဝင်ဘာလ29ရက်နေ့မှာတော့ပခုတ်ကူမြို့နယ်ငဖောင်ခံကြီးရွာကိုရောက်ရှိခဲ့ပြီးဖမ်းဆီးထားတဲ့လူငယ်လေးဦးကိုပြန်လွတ်ပေးခဲ့ပါတယ်။ လူသားတိုင်းဖြစ်ဖန်ကြီးခံရပြီးကိုလန့်အင်ကဖြတ်တောက်ခံရသူတွေဟာတဲပင်ရွာကအသက်20ရွယ်ကိုဖြိုးဝီစောကိုခိုင်လင်းအောင်အသက်16နှစ်ရွယ်ကိုမင်းခန့်စောနဲ့မကြီးကောင်ရွာကအသက်25နှစ်ရွယ်ကိုပြည်စုံဝင်းတို့ဖြစ်ပါတယ်